စာရတိုင်းကုံသွားပြီးတော့ဘာမှလည်းမကြံဘူးပတ်ဆက်ရှိပေမဲ့လည်းဘယ်ရောက်သွားမှမသိဘူးပြီးတော့ဘဏ်အကောင့်ထဲရငွေတွေလည်းဘယ်သွားကုန်တာလဲဆိုပြီးတော့မှစဉ်းစားမိနေရဆိုလို့ရှိရင်တော့အဲ့ဒီလိုပြဿနာကိုဖြေရှင်းဖို့အတွက်ကကျွန်တော်တို့မှာ zero based budgeting ဆိုတဲ့နည်းလမ်းလေးရှိတယ်ပေါ့နော်အဲ့တော့ zero based budgeting ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဝင်ငွေတစ်ချက်ချင်းစီတိုင်းကိုအလုတ်တောင်းဝင် တေချာတတ်မှတ်ပေးလိုက်တာပေါ့နော်အဲ့တော့အဲ့ဒီဒီ budget စနစ်ကနေပြီးတော့မှကျွန်တော်တို့ကကိုယ့်ရဲ့ဝင်ငွေနဲ့အသုံးစရိတ်ရယ်ပြီးရင်အဲ့ဒီထဲမှာစုဆောင်းငွေပါအပါပေါ့နော်အဲ့ဒါကတော့အသုံးရဖြစ်နေရမယ်အဲ့လိုလှုပ်ချင်းအဖြစ်ကျွန်တော်တို့ကိုယ့်ရဲ့ငွေကဘာအတွက်သုံးတာလဲပြီးရင်ကိုယ့်ရဲ့ငွေတစ်ခုချင်းစီတိုင်းတစ်ချက်ချင်းစီတိုင်းမှာကိုသုံးဖို့အတွက်ကိုရှင်းရှင်းလင်းလင်း ဖြစ်တဲ့ရည်ရွယ်ချက်ကိုထားထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မှပို့ပြီးရောမှထိန်းချုပ်မှုပိုရှိလာမယ်ပြီးရင်အဲ့လိုမျိုးတတ်မှတ်ထားတဲ့အတွက်ကြောင့်မို့လို့လဲကိုကအသုံးမလိုတဲ့အသုံးစရိတ်တွေကိုပို့ပြီးရောမှ short ချပေးတယ်ကိုကငွေတွေဘလို့သုံးနေလဲဆိုတာကိုအများအားသိနေတဲ့အတွက်ကြောင့်မို့လို့ကိုမသိပဲနဲ့သုံးလိုက်တယ်ဆိုတာအလုံးမှမဖြစ်တော့ဘူးပေါ့ပြီးရင်တိတိချာချာလေးတတ်မှတ်ပြီးရောမှဒီငွေကတော့စုဆောင်းဖို့ဆိုပြီးရောမှတေချာတတ်မှတ်ထားတဲ့အတွက်ကြောင့်မို့လို့အရေးပေါ်ကိစ္စတွေပြီးရင်ကိုလိုအပ်တဲ့အချိန်မှာလဲဒီ ငွေကိုပြန်ပြီးတော့မှသုံးချခြင်းအဖြစ်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေမတွေ့ရတော့ပြီးရင်ကျမတို့ရဲ့ရေရှည်ရည်မှန်းချက်တွေရည်ရွယ်ချက်တွေကိုလည်းဒီလိုမျိုးသတ်မှတ်ထားခြင်းအဖြစ်ကိုယ့်ရဲ့ဝင်ငွေတွေကဒီငွေတဲ့ပုံကတော့ဒီရေရှည်ရည်မှန်းချက်အတွက်ရေရှည်ရည်ရွယ်ချက်အတွက်သုံးမယ်ဆိုပြီးတော့မှတသက်ဖယ်ထားတဲ့အတွက်ကြောင့်မို့လို့ကိုရီကျမတို့ရဲ့ငွေကြေးပန်းတိုင် financial freedom တွေကိုရောက်ရှိဖို့အတွက်လည်းတကယ်စိတ်ချရတဲ့နီလန်တစ်ခုပေါ့နော်အဲ့တော့ zero based budgeting လုပ်ဖို့အတွက်ပထမအဆုံးတဆင်းကကြတော့ကျမတို့ရဲ့ဝင်ငွေလစဉ်ဝင်ငွေကိုတွက်ချက်ရမယ်ပေါ့နော်။ကိုကလစာတစ်ခုလည်းရှိရဆိုလို့ရှိရင်လည်းလစာဒါမှမဟုတ်တခြားဝင်ငွေတွေတစ်ဖက်ကနေပြီးတော့ရှိရဆိုလို့ရှိရင်လည်းအဲ့တော့အားလုံးပေါင်းကိုတည်ထားရမယ်။ဥပမာကျမတို့ရဲ့လစဉ်ဝင်ငွေက9သိန်းဆိုပါလို့။အဲ့ဒါဆိုရင်နောက်တဆင်းကဘာလုပ်ရမလဲဆိုလို့ရှိရင်ကျမတို့ရဲ့ expense အသုံးစရိတ်တွေကိုတိတိကျကျအောက်စုခွဲပြီးရောမှတတ်မှတ်ရမယ်။ဥပမာအိမ်လာကကတော့2သိန်း၊စားတောက်စရိတ်ကတော့3သိန်း ီးရင် transportation အတွက်ကတော့9000ဖုန်းဘီနဲ့ internet အတွက်က3000အရေးပေါ်ရန်ပုံငွေအတွက်တသက်စုဆောင်ထားတာက3000ပြီးရင်အနာကတ်စုဆောင်ငွေရော9000ထားမယ်နောက်ဆုံးကြံတဲ့ဒီဟာရောတော့ဒီဖြော်ပြေးရေး entertainment အတွက်ကိုယ့်ရဲ့ entertainment အတွက်ကို4000ထားမယ်ဆိုပြီးတော့မှဒီကိုယ့်ရဲ့လစဉ်ဝင်ငွေကိုဒီ expense တွေအားလုံးကိုခွဲချပြီးတော့မှအောက်စုခွဲပြီးတော့သတ်မှတ်ထားမယ်ပြီးအဲ့လိုသတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ဆင့်ကကြတော့ကျွန်တော်တို့ရဲ့ ဒီအသုံးစရိတ်တွေအားလုံးကဝင်ဝင်နဲ့ညီနေရမယ်ပေါ့နော်အဲ့တော့အသုံးစရိတ်ခုနပြောလိုက်တဲ့အသုံးစရိတ်အားလုံးကပေါင်းက9သိန်းဖြစ်နေရမယ်ဝင်ငွေက9သိန်းဆိုလို့ရှိရင်အဲ့ဒီတော့အဲ့ဒါကိုတတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ညီအောင်လဲလုတ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ဆင့်ကတော့လစဉ်စစ်ဆေးပြီးတော့မှပြင်ဆင်နေရမယ်တုံးတက်နေရမယ်ဥပမာတစ်လတစ်ချိန်ကိုယ့်ရဲ့ budget ကိုပြန်ပြီးတော့မှတုံးတက်မယ်ပေါ့နော်ဥပမာအိမ်လာကကတော့ငကူက2သိန်းဒါပေမဲ့အိမ်လာကအခုတက်သွားတယ်ပေါ့2သိန်း2000ဖြစ်သွား2သိန်း3000ဖြစ်သွားတယ်ဆိုလို့ရှိရင်အိမ်လာကအားက သုံးစီးကျော်သွားပြီကျော်သွားတဲ့အတွက်ကြောင့်မလို့ကြံတဲ့ဘယ်အုပ်စုကနေပြရမယ်ကိုယ့်ရဲ့ဝင်ငွေကတော့9သိန်းပဲရှိနေသေးတယ်ဆိုလို့ရှိရင်တော့ဘယ်အုပ်စုကနေကိုပြန်သွားပြီးတော့နှုတ်မလဲဥပမာ entertainment ကိုလျှော့လိုက်မယ်ဖြောပြေးရေးကိုအရင်က4000ကနေပြီးတော့မှအခုအိမ်လာကအတွက်ကို2000ပေးလိုက်ရတယ်ဆိုတော့ဖြောပြေးရေးကို2000ပဲသုံးလိုက်တော့မယ်ဆိုပြီးတော့မှပြန်ပြီးတော့မှလစဉ်စစ်ဆေးပြီးတော့မှကျမတို့ကပြင်ဆင်နေရမယ်အဲ့တော့အသုံးစရိတ်ကျော်သွားတဲ့အုပ်စုရှိမယ်ဆိုလို့ရှိရင် နောက်လာအတွက်ပြင်ပြီးတော့မှပြန်ပြီးတော့မှတတ်မှတ်လို့ရအဲ့တော့ဒီ zero based budget ကိုပေါ့နော်ဒီ စပြီးတော့လုံနိုင်မှုအတွက်ပေါ့နော်။သုံးပြနိုင်မှုအတွက်ကတော့ကျွန်တော်တို့ဘာတွေလုပ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီငွေသုံးဆွဲမှုတိုင်းကိုပေါ့နော်မှတ်တမ်းတင်ဖို့လိုတယ်။ဥပမာကိုကဒီစာရေးပြီးမှတ်ရတာအားတာတယ်ဆိုလို့ရှိရင်စာရေးပြီးမှတ်မယ်။ဒါမှမဟုတ်ဒီနေ့ကမှာ mobile app တွေအများကြီးရှိနေပြီပေါ့နော်။ကျွန်တော်တို့သုံးတဲ့ app ဆိုတော့ Android Money ဆိုတော့တော်တော်လေးဥမာအဆင်ပြေတယ်ပေါ့။အဲ့ဒီ app တွေသုံးပြီးတော့မှကိုယ့်ရဲ့ငွေသုံးဆွဲမှုတိုင်းကိုမှတ်တမ်းတင်မယ်။ပြီးသွားရင်အနာဂတ်အတွက်စုဆောင်းမှုတွေနဲ့ဒီ emergency အတွက်အရေးပေါ်အတွက်သုံးဖို့ရ ဦးစားပေးရမယ့်အရာတွေမှာပါတယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒီအရာကိုစုဆောင်းမှုအတွက်ကလည်းကျမတို့ကအရေးကြီးတယ် priority ထဲမှာပါတယ်ပေါ့နော်အဲ့တော့လိုအပ်တယ်ဆိုလို့ရှိရင် bank account ခွဲထားမယ်ကိုယ့်ရဲ့မျက်စိအောက်မှာမထားနဲ့ပေါ့နော်အဲ့တော့အသုံးစရိတ်တစ်ခုအတွက်လည်းအလွယ်တကူယူမသုံးဘဲနဲ့ဒီ saving ကိုတတ်နိုင်တဲ့လောက်မထီအောင် investment လုပ်ဖို့အတွက်ဆိုပြီးတော့မှတက်တက်ဖယ်ထားရမယ်ဒီ saving ကိုသွားထိမဲ့စာကိုကကိုယ့်ရဲ့ expense တွေဘယ်လို short သုံးနိုင်မလဲဆိုတာကိုပဲစဉ်းစားမယ် ကယ်၍များလိုအပ်ချက်ရှိခဲ့လို့ရှိရင်ပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးနေ့စဉ်ဘဝမှာဒီ zero based budgeting ကိုအသုံးချခြင်းအဖြစ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ personal finance ပေါ့နော်ဟိုလည်းပို့ပြီးရောမှာကွာ control ရှိလာမယ်ကိုယ့်ရဲ့ငွေကြေးကိုလည်းကိုယ်ကပို့ပြီးရောမှာထိန်းချုပ်ထားနိုင်မယ်ဒီကစဖို့အတွက်ကတော်တော်လေးကိုလွယ်တယ်ပေါ့နော်အဲ့တော့ဒီရာကိုလုပ်ဖို့အတွက်ကိုတိုက်တွန်းနေတယ်အဲ့တော့အဲ့လိုလုပ်ခြင်းအဖြစ်လဲကျမတို့ရဲ့ဒီ personal finance ငွေကြေးနဲ့ပတ်သက်တဲ့အခြေခံနဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခြေအနေပေါ့အများကြီးပြောင်းလဲပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီဒါလုတ်ဖို့အတွက်ကတော့ရိုးရှင်းတယ်ဆိုပေမဲ့လည်းစိတ်ရှည်ဖို့လည်းလိုအပ်တယ်ပြီးရင်ကိုယ်ပြောင်းလဲပြင်လဲလည်းရှိရမယ်ပေါ့နော်ကိုသတ်မှတ်ထားတာကတော့ဒီလောက်ဆိုပေမဲ့ဒီလောက်ကတော့လိုအပ်သွားတယ်ဆိုလို့ရှိရင်ဘယ်နေရာမှာတော့သွားပြင်လိုက်မယ်ဆိုရယ်ပြောင်းလဲပြင်လဲကိုလည်းရှိ ရှိဖို့လိုတယ်ဒါပေမဲ့လည်းထေကြတာကတော့ zero base budgeting ဖြစ်တဲ့ကြောင့်မလို့ဝင်ငွေနဲ့ကိုတတ်မှတ်ထားတဲ့ budget ကလုံးဝကျော်လို့မရဘူးတူနေရမယ်ပြီးခက်ခက်ခဲခဲဖြစ်အောင်မလုပ်ဘူးပေါ့နော်ရိုးရှင်းတဲ့ budget ကပို့ပြီးတော့မှလိုက်လာလိုက်နာရလွယ်ကူတယ်အဲဒီတော့တေးတေးချာချာလေးအုပ်စုခွဲပြီးရောမှရိုးရိုးရှင်းရှင်းလေးပဲလုပ်ပါပြီးရင်မိသားစုနဲ့လည်းကိုက ကိုမိသားစုအတူတူလုပ်မယ်ဆိုလို့ရှိရင်အားလုံးမှာတူညီတဲ့ရည်ရွယ်ချက်ကြီးမှန်းချက်ရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပို့ပြီးတော့မှအောင်မြင်နိုင်တယ်ပေါ့နော်အဲ့တော့အားလုံးပဲဒီနီလန်းလေးကိုစမ်းသုံးကြည့်ဖို့ကြံပေးခြင်းပါတယ်ကျေးဇူးများကြီးတင်ပါတယ်အောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေရှင်